မင်္ဂလာပါရှင် Neurolinguistic Programming ရဲ့ Linguistic ဘာသာစကားဆိုင်ရာ အချက်ကိုဥပမာတွေနဲ့ရှင်းပြပါမယ်ပထမအချက်ကအပြတ်သဘောဆောင်ခြင်းနဲ့အပြုသဘောဆောင်ခြင်းဆိုပြီးနှစ်ပိုင်းရှိပါတယ်ဒီအပိုင်းကကိုကိုကိုပြောတဲ့စကား self talk ရဲ့စွမ်းအားဖြစ်ပါတယ်ကျမတို့ရဲ့အတွင်းစိတ်မှာပြောနေတဲ့စကားတွေ self talk ဟာ ပြင်ပကဘာကိုမြင်တဲ့ပုံစံကိုဘလောက်အထိ ပုံဖော်တယ်လဲဆိုတာကို ဥပမာပေးပြပေးပါမယ်။အပြည့်သဘောဆောင်သော soft talk ဥပမာတွေကငါဒါကိုလုံးဝမလုပ်နိုင်ဘူး။ငါကအငြင်းတန်းကံမကောင်းသူပါ။ငါဘာပဲစူးစမ်းစူးစမ်းအရာအားလုံးမှားယွင်းသွားတယ်။ဒီလိုစကားလုံးတွေလုံးဝအငြင်းတန်းအားလုံးကိုအတုံးပြူတာဟာကိုကိုကိုဘောင်းခတ်လိုက်တာဖြစ်ပြီး မျောလင်းချက်တွေစိတ်အားထက်သန်မှုတွေကိုပြောကြစေပါတယ်အပြုသဘောဆောင်သော soft talk ဥပမာတွေကတော့ငါဒါကိုလုံးဝမလုံနိုင်ဘူးဆိုတဲ့အစားဘယ်လိုလုံနိုင်မလဲဆိုတာလေ့လာဖို့လိုတယ်ဒါကခက်ခဲတယ်ဆိုတဲ့အစားစိန်ခေါ်မှုတစ်ခုဖြစ်ပြီးငါတည်ယူနိုင်ပါတယ်ငါဒီတခါတော့မအောင်မြင်သေးဘူးဆိုတဲ့အစားဒီတွေ့ကြုံကနေနောက်တစ်ချိန်အတွက် သင်ငန်းစာရလိုက်တယ်။ဒီလိုပြောင်းလဲပြောဆိုခြင်းအဖြစ်အာယုံဆူးဆိုင်မှုပါခက်စဟာပြည်ထနာကနေဖြည့်ရှင်းနေနဲ့သင်ယူမှုဘက်ကိုရောက်သွားပါတယ်။ဒုတိယအချက်ကစကလုံးအသုံးပြုမှုပုံစံများ language patterns ဖြစ်ပါတယ်။နောက်ကလူတွေဘလို့တွေးတယ်ဘလို့ခံစားတယ်ဆိုတာကိုသိရှိဖို့သူတို့သုံးတဲ့စကလုံးပုံစံတွေကို လေ့လာပါတယ်။ပထမအချက်ကအတိပ္ပယ်ဖွင့်ဆိုချက်များ nominalizations ကလုံဆောင်မှုသို့မဟုတ်ဖြစ်စဉ်တစ်ခုကိုအရာဝတ္ထုတစ်ခုကဲ့သို့နာမ်အဖြစ်ပြောင်းလဲလိုက်ခြင်းဥပမာနားလည်မှုဆက်သွယ်မှုပျော်ရွှင်မှုဖြစ်တယ်။ဥပမာအနေဖြင့်လူတူကကျွန်တော်မှာပျော်ရွှင်မှုမရှိဘူးလို့ပြောတဲ့အခါပျော်ရွှင်မှုဆိုတာ ဖမ်းဆုပ်လို့မရတဲ့အရာဝတ္ထုတစ်ခုလိုဖြစ်နေပါဗျ။နောက်မှာခမည်းကဘယ်ချိန်တွေမှာပျော်ရွှင်ခဲ့တာလဲလို့ပြန်မေးခြင်းအဖြစ်ပျော်ရွှင်မှုကိုခံစားမှုသို့မဟုတ်လှုပ်ဆောင်မှုအဖြစ်ပြောင်းလဲပေးလိုက်ပြီးပြောင်းလဲနိုင်တဲ့အရာတစ်ခုဖြစ်ကြောင်းသိရှိစေပါတယ်။ဒုတိယအချက်ကအဆုံးဖြတ်ပေးသောစကလုံးများ model operators ဖြစ်ပါတယ်။ဆိုလိုရင်းကကျမတို့ဘာလုပ်နိုင်လဲ။ ဘာလို့တင့်လဲဘာလို့လို့မရဘူးဆိုတာကိုပေါ်ပြတဲ့စကားလုံးတွေဥပမာလို့တင့်တယ်မဖြစ်မနေလို့ရမယ်မလုံနိုင်ဘူးလုံခွင့်ရှိတယ်စရာတွေဖြစ်တယ်ဥပမာအနေဖြင့်ဒါကိုမလုံနိုင်ဘူးလို့ပြောရင်ဘာသာစကားကကျမတို့ရဲ့စိတ်ထဲမှာလုံးဝပိတ်ဆို့လိုက်ပါပြီ love မှာမလုံနိုင်ဘူးဆိုရင်ဘာတွေဖြစ်လာမှာလဲ မလုံနိုင်ဘူးဆိုတာကိုဘသူကပြောတာလဲလို့မေးချင်းဖြင့်စီးမင်းကိုပြန်လဲစစ်ဆေးပြီးစိန်ခေါ်စေပါတယ်။ကျမကမဖြစ်မနေလေးကျင့်ခံလုပ်ရမယ်ဆိုရင်ဒါကိုဝန်ထုပ်ဝန်ပိုးတစ်ခုလို့ခံစားရစေပါတယ်။ကျမလေးကျင့်ခံလုပ်ဖို့ရွေးချယ်နိုင်တယ်လို့ပြောင်းလဲခြင်းအဖြစ်စိတ်အားထက်သန်မှုကိုပုံမှုဖြစ်ပေါ်စေပါတယ်။နောက်အချက်က ်တွင်းမိုင်းအတွေ့အကြုံပုံစံများ internal experience patterns ကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်လူတဦးရဲ့စကလုံးရွေးချယ်မှုကနေသူတို့ဘာကိုအာယုံဆိုင်နေလဲဆိုတာကို သိရှိနိုင်တယ်နောက်အချက်ကဖြစ်ဖြစ်ထားသောစကလုံးများ deletions ဖြစ်ပါတယ်စကားပြောတဲ့အခါချဲ့လက်ပြေဆုံးကိုခြံလက်ထားခြင်းဖြစ်တယ်ဥပမာအနေနဲ့ ကျွန်တော်မကောင်းဘူးလို့တယောက်ယောက်ကပြောတယ်။ဘာမကောင်းတာလဲ။ဘယ်ခြေနေမှာလဲစတဲ့။နောက်မေခွန်းကဘာမကောင်းတာလဲ။သူမဟုတ်ဘသူကမကောင်းဘူးလို့ပြောတာလဲ။မေခွန်းပြန်မေးခြင်းဖြင့်မပြည့်စုံတဲ့အတွေးကိုရှင်းလင်းတဲ့ပုံရိပ်အဖြစ်ပြန်လည်ဖြည့်ဆွတ်နိုင်ပုံကို ပြရပါတယ်။ဒီချက်တွေက note ရဲ့ linguistic အပိုင်းကို တိစေဖို့အတွက်အခြေခံအကြဆုံးနဲ့အစွမ်းထက်ဆုံးဥပမာတွေဖြစ်ပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ဖို့ channel ကို subscribe လုပ်ပါ။ခေါင်းကောင်းလေးကိုနှိပ်ပါ။ AAAO ကိုရွေးခဲ့ပါရှင်။တင့်အတွေးတွေနဲ့တိုက်ဆိုင်တဲ့အတွေးတွေရှိရင်ဒါမှမဟုတ်စတင်ကျင့်သုံးကျင်တဲ့အချက်တွေရှိရင် comment မှာရေးခဲ့ပါနော်။ next level you မှာတင်ရဲ့ next level version ကိုတက်လှမ်းကြပါစို့ကျေးဇူးတင်ပါတယ်ရှင်